ပစုံကတော့အလတ်ဆိုင်ပါအန်ဒီရောအထုပ်သုံးတယ်အထုပ်ကိုသုံးတယ်ဟိုတခါတလေအထုပ်မရတော့မှသာကြောအကြီးကြီးတွေသုံးတယ်ပေါ့ဟောတယ်ပစုံထုပ်ဆိုင်ပါပစုံထုပ်ကအရင်အကြီးတော့မဟုတ်ပေါ့အလတ်ဆိုင်ပေါ့အလတ်ဆိုင်ကိုသုံးပါတယ်တက်တန်38နှစ်ရှိပါပြီအန်ဒီရော1988ခုနှစ်ကလေးကဖွင့်တာပါအန်ဒီရောဆရောင်းလုံးကတပွဲကိုတကြက်တချက်ခွဲပါတခုကိုသုံးမှာပါတပွဲကိုတချက်ခဲနဲ့ရောင်းခဲ့တာပါအဲចောင်းနေပိတ်တယ်ပေါ့ចောင်းနေပိတ်တော့အန်ဒီလည်းပြင်းနေပေါ့အဲတငယ်ချင်းနှစ်ယောက် စဉ်းစားပြီးတော့ငါတို့ဒီဟာလောက်ကြမယ်ဆိုတငယ်ချင်းအကြံပေးတာနဲ့အဲတငယ်ချင်းနဲ့အတူတူလောက်ဖြစ်တာပါတငယ်ချင်းတူစားအောင်နဲ့တငယ်ချင်းနဲ့စပြီးလောက်ဖြစ်တာအเจ้าနဲ့ပိတ်ထားလို့အပျော်သဘောမျိုးဆိုပြီးတော့အပျော်သဘောမျိုးဆိုပြီးတော့လောက်ခဲ့တာပါအဲ့ဒီကနေပြီးတော့ဒီလိုဒီလောက်ဒီလောက်အချိန်အထိဖြစ်လာတာပေါ့နော်ဒီလိုအဲ့ဒါတော့မိသားစုကဝိုင်းပြီးစူးစမ်းကြတာပေါ့နော်အန်တီတယောက်တည်း ကောင်းလို့တော့မဟုတ်ပါဘူးမိသားစုကအကုန်လုံးဝိုင်းပြီးတော့စားကြည့်ညီကြည့်အမေကိုယ်တိုင်ကအမေရှိတဲ့အဲ့ကောင်ကတော့အမေကအခုတော့မရှိတော့ဘူးပေါ့အမေကိုယ်တိုင်ကအငြဲတမ်းအဲညီကြည့်ညီကြည့်အငြဲတမ်းညီကြည့်အဲ့လိုမျိုးညီးပြီးတော့ပေါ့လိုတာကိုလိုတိုးပုံလျှော့ပေါ့အငြဲတမ်းလုပ်ပါတယ်အဲ့ဒီလိုညီးနေပဲထိန်းထားတာပါအဲအချင်းကကောင်းတယ်လို့သူတို့ကပြောကြတယ်နောက်ပြီးတော့အန်တီတို့ကဟိုအကြော်ကြော်တဲ့အခါမှာပေါ့အကြော်အန်တီတို့ကဘယ်လိုထိန်းထားလဲဆိုတော့တတဲကြော်လိုက်ကုံသွားတော့မှနောက်ထပ်ထပ်ကြော် ဝဲတဲ့လူကိုစောင့်ပြီးတော့ဗောနော်ရှေ့ရနေပြီးတော့ဖြုံးဒီရောင်းပြီးတော့မှအနောက်ကနေထက်ကျော်ဒီလိုပူပူနွေ့နွေ့ပေါ့အဲ့လိုရှေ့ရရောင်းနောက်ကကျော်အဲ့လိုမျိုးထိန်းထားတဲ့အတွက်ကြောင့်မလို့ရေရှည်အဲ့လိုလက်ထဲမှာဒီအကျော်တွေကျော်ပြီးတော့ထားတာမျိုးမရှိဘူးအဲ့ဒီလိုမျိုးဗောနော်လှုပ်ထားတာအများအားစားတဲ့လူတွေကပူပူနွေ့နွေ့နဲ့ကျွတ်နေအောင်လှုပ်ပေးထားတဲ့အတွက်ကြောင့်မလို့အဲ့ဒါကြောင်းရတဲ့သဘောပါ နာစိန်မှာဆိုင်နာမည်လေးကညီကျောတာပါညီကျောတာလမ်းပေါ်မှာရှိပါတယ်အဲမှာပစုံွက်ကျော်ကိုပြန့်ရဲပဲပြာဟောက်ဆွဲကြဆန်အဲဒီ၅မျိုးရပါတယ်အရောင်းဝယ်အောင်ကပစုံွက်ကျော်ပါပစုံွက်ကျော်ကတော့အဲလိုစားတဲ့လူရတော့ပြောတယ်စားဆိုင်နဲ့မတူဘူးပေါ့နော်အမျိုးဆိုင်ကဟိုမတူဘူးပေါ့အဲလိုမတူတဲ့ချက်ကတော့စားတဲ့လူတွေပဲသိတာပေါ့လေသူတို့ပြောတာပေါ့အချင်းကကောင်းတယ်ပေါ့နောက်ပစုံွက်ကျော်ကလည်းကောင်းတယ်ပေါ့ အဲ့လိုမျိုးအဲ့ဒီတော့ကောင်းအောင်တော့အတနိုင်ဆုံးတော့ဟိုကြိုက်အောင်လို့လုပ်တာပေါ့အရင်တော့ကတော့သူကဒါဆရာချီဆိုတာဒါတရုတ်စားအစားသမီးရယ်ဆရာချီလို့ခေါ်တယ်အဲအဲ့ဒီဥစ္စာကိုအနေတော့ဒီအများကြိုက်ပေါ့ဒီဆရာချီကတကယ်တော့မုတ်သားထူထူကြီးနဲ့ပြော့ပြော့ကြီးပေါ့မုန်းနေတဲ့အများကြီးဆန်နေတဲ့အများကြီးနဲ့ပဲမောင်းနေကြော်တာပါအဲ့ဒီဥစ္စာကိုအနေတော့အများကြိုက်အောင်လို့ပေါ့ကျွတ်ကျွတ်ကလေးပေါ့အဲ့လိုမျိုးဖြစ်အောင်လို့မုန်းနေကလေးတွေရှော့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 ပြီးတော့ကြော်တယ်ပြီးတော့ခွက်ကလေးနဲ့ကြော်တယ်အဲ့လို ဲ့လိုမျိုးကြော်တယ်ဆိုတော့ဟိုရင်းပေါ့မတူတော့မတူဘူးပေါ့နော်အန်တီတို့ပုံစံကကြော်တာအဲ့လိုခွက်ကလေးနဲ့ကြော်တာပေါ့ဟိုမော်လမြိုင်ဒီပဲဒီပင်ကြော်တယ်ပါလေဆိုတော့ပွဲမောက်ပဲပေါ့နော်အန်တီတို့ကတော့ခွက်ကလေးနဲ့ကြော်တာပို့ပြီးတော့ကျွတ်တယ်စိတ်နဲ့ပေါ့အဲအဲ့ဒါတရုပ်စားစားသမီးရယ်ကွအဲ့ဒါအန်တီခုနပြောသလိုတရုပ်စားစားဆီယာကြည်လို့ခေါ်တယ်အဲ့ဒါကိုအန်ဒီတို့ကဆရောင်းတော့အဲ့ဒါရောင်းတာအတော်ကတင်ပေးတာအတော်တွေကအရင်တော့လဟာပြင်းမှာအဲ့ဒါရောင်းတာပေါ့ရောင်းတာအဲ သူကတော့တရုတ်တိုင်ပေါ့နော်ဆရာကြီးပေါ့မုတ်သားထူထူနဲ့ပြော့ပြော့ပေါ့အန်ဒီတို့ရောင်းတဲ့ခါကျတော့အန်ဒီတို့ကချွတ်ချွတ်ကလေးအများကြိုက်ကချွတ်တယ်ပေါ့အဲ့တော့ချွတ်ချွတ်ကလေးကြော်ပေးပါဆိုတော့ချွတ်ချွတ်ကလေးကြော်ပေးရနေပြီးတော့အဲ့ဒီလိုတဖြည်းဖြည်းပြောင်းလဲလာတာပေါ့အဲ့လိုဖြစ်လာတာပါအဝင်ပစ္စည်းကဟွာလေးပဲပဲမောက်ရဲ့ဆန်မှုတ်ရဲ့ပဲမှုတ်ရဲ့ဒါပါပဲအဓိကတော့ပဲပဲမောက်ပေါ့ပဲပဲမောက်ရဲ့စိတ်အားပေါ့ ိတ်နာပေါ့နော်အဲ့ဒါပါပဇုံကတော့အလတ်ဆိုင်ပါအဲ့ဒီတော့အထုပ်သုံးတယ်အထုပ်ကိုသုံးတယ်ဟိုတခါလေအထုပ်မရတော့မှသာကြောအကြီးတွေသုံးတယ်ပေါ့ဟောတယ်ပဇုံထုပ်ဆိုင်ပါပဇုံထုပ်ကအရင်အကြီးတော့မဟုတ်ပေါ့အလတ်ဆိုင်ပေါ့အလတ်ဆိုင်ကိုသုံးပါတယ်ကြော်လိုက်တယ်ဆိုအညီဓာတ်ကပြောက်သွားတာပဲတမီးရမုန်းလက်ကလေးနဲ့ကြော်လိုက်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အညီဓာတ်ပြောက်သွားတာပါပဲပဇုံခွက်ကြော်တပွဲကိုသုံးတော့မှာတက်တန်38နှစ်ရှိပါပြီအန်လို1988ခုနှစ်ကလေးကဖွင့်လာပါ အမျိုးဆရောင်းတော့တပွဲကိုတစ်ချက်တစ်ချက်ခွဲပါတစ်ခုကိုသုံးမှတ်ပါတပွဲကိုတစ်ချက်ခဲနဲ့ရောင်းခဲ့တာပါတော့ကြာပြီလေအဲကြာပြီတကယ်1988ခုနှစ်တည်းအားဆိုတော့မျိုးအဲ့ဒါတော့မိသားစုကဝိုင်းပြီးစူးစမ်းကြတာပေါ့နော်အန်တီတယောက်တည်းကောင်းလို့တော့မဟုတ်ပါဘူးမိသားစုကအကုန်လုံးဝိုင်းပြီးတော့စားကြည့်ညီကြည့်အမေကိုယ်တိုင်ကအမေရှိတယ်အဲ့ကောင်ကတော့အမေကအခုတော့မရှိတော့ဘူးပေါ့အမေကိုယ်တိုင်ကအများရန် အဲမြည်ကြည့်မြည်ကြည့်အများရန်မြည်ကြည့်အဲ့လိုမျိုးမြည်ပြီးတော့ပေါ့လိုတာကိုလိုတိုးပုံလျှော့ပေါ့အများရန်လုပ်ပါတယ်အဲ့လိုနီးနေပဲထိန်းထားတာပါ။အဲအမေလက်ရာတိုင်းမဲ့ဆိုပါတော့နော်အစပြီးတော့ဖွင့်လာတော့အတော်အတင်ပေးလို့အတော်တင်ပေးလို့ဖွင့်ခဲ့တာအန်တီနဲ့အန်တီတငယ်ချင်းနဲ့ပေါ့နှစ်ယောက်အတူတူဖွင့်ခဲ့တာပါ။အမေတွေကတော့လူကြီးတွေကတော့ဝိုင်းပြီးတော့ဘေးကနေကူညီချက်မှတ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးနဲ့စခဲ့တာပါ။အဲအဲ့လိုမျိုးပြောလို့ရမလားမပြောတတ်ဘူးအန်တီတို့ကတော့ဟိုးတော့ပေါ့အန်တီငယ်ငယ်ကပေါ့ ဟို6နှစ်သမီးလောက်ပါပေါ့ရဟပြင်းမှာအတော်ကရောင်းနေတာပေါ့အဲ့ဒါကိုအန်ဒီကပြန်ပြီးတော့ဒီဒါက88ခုနှစ်ကြတော့မှဒီဥစ္စာကိုပြန်ပြီးတော့အန်ဒီအသက်20ပေါ့အဲ့ဒီကြမှာပြန်ပြီးတော့စခဲ့တာအန်ဒီကပြန်ရောင်းခြင်းနဲ့အတော်ကိုတင်မေးပါဆိုပြီးတော့တင်ခိုင်းခဲ့တာပေါ့နည်းနည်းစတဲ့ပဇွန်ခွက်ကြော်စားအဲ့ဒါပေါ့ပဇွန်ရဲပဲပဲမောက်ရဲခွက်ကလေးနဲ့ကြော်လို့ပါပဇွန်ခွက်ကြော်လို့ခေါ်တာပါအဲ့တော့အဲ့ဒီရတ္တီတာပါအန်ဒီအဖေကတော့စကန်ဝန်တန်းပေါ့အဲ့ဒါအရင်တော့ကတော့အဖေကဝန်တန်းပေါ့ အဲအဒီလက်ဝင်နှားလို့ဖို့ပဲယူရခဲ့တာပဲဒါပေမဲ့ဘာကွက်88ခုနဲ့အန်ဒရိုရေးခင်းဖြစ်တဲ့အခါကျတော့အဲကျောင်းနေပိတ်တယ်ပေါ့ကျောင်းနေပိတ်တော့အန်ဒရိုလည်းပြင်းနေပေါ့အဲတငယ်ချင်းနှစ်ယောက်စဉ်းစားပြီးတော့ငါတို့ဒီဟာလောက်ကြမယ်ဆိုတငယ်ချင်းအကြံပေးတာနဲ့အဲတငယ်ချင်းနဲ့အတူတူလှုပ်ဖြစ်တာပါတငယ်ချင်းသူစားအောင်နဲ့တငယ်ချင်းနဲ့စပြီးလှုပ်ဖြစ်တာကျောင်းနေပိတ်ထားလို့အပျော်သဘောမျိုးဆိုပြီးတော့အပျော်သဘောမျိုးဆိုပြီးတော့လှုပ်ခဲ့တာပါအဲ့ဒီကနေပြီးတော့ဒီလို ဒီလောက်ဒီလောက်အချိန်အထိဖြစ်လာတာပေါ့နော်တွေ့ဒီဟာလည်းပဲဒီခိုးလို့ရပါတယ်အဖေတွေမိတွေလည်းမသေးခင်လှူတာတန်းတာအကုန်လုံးပေါ့နော်အစအစရာရာဒီစီးပွားရေးကြောင့်ပါပဲအများကြီးအောင်မြင်ပါတယ်အဲလောလောဆယ်ကတော့ဒီတက်တော့ချက်ထွင်မလို့တော့မရှိသေးဘူးပေါ့နော်ဒီတိုင်းမှာပဲတစ်ချိန်ချိန်တော့လည်းအဲနောက်ထပ်ဆိုင်ခွဲတွေအများကြီးဖွင့်ဖို့တော့စဉ်းစားပါတယ်အဲ့ဒါလည်းအဲတစ်ချိန်ချိန်ပေါ့လေဆိုင်ရည်လေးဒီကစီးပွားရေးချက်လေးတွေပါတယ်အဓိကအဲပစုံဝဲကြော်ပါ အစုံဝဲကြော်ပါတဲ့ကိုပွဲကလောက်ပြတာအဲပွဲ900လောက်ရောင်းရပါတယ်ဘယ်လိုများရတယ်များတယ်တမီးအဲအချင်းကကောင်းတယ်လို့သူတို့ကပြောကြတယ်နောက်ပြီးတော့အန်တီတို့ကဟိုအကြော်ကြော်တဲ့အခါမှာပေါ့အကြော်အန်တီတို့ကဘယ်လိုထိန်းထားလဲဆိုတော့တတဲကြော်လိုက်ကုံသွားတော့မှနောက်ထပ်ထပ်ကြော်ဝဲတဲ့လူကိုစောင့်ပြီးတော့ပေါ့နော်အရှိရနေပြီးတော့ဖြုံဒီရောင်းပြီးတော့မှနောက်ကနေထပ်ကြော်ဒီလိုပူပူနွေ့နွေ့ပေါ့ အဲ့လိုရှေ့ရရောင်းနောက်ကကြော်အဲ့လိုမျိုးထိန်းထားတဲ့အတွက်ကြောင့်မလို့ရေရှည်အဲ့လိုလက်ထဲမှာဒီအကြော်တွေကြော်ပြီးတော့ထားတာမျိုးမရှိဘူးအဲ့ဒီလိုမျိုးပေါ့နော်လှုပ်ထားတာအများအားစားတဲ့လူတွေကပူပူနွဲ့နွဲ့နဲ့ကျွတ်နေအောင်လှုပ်ပေးထားတဲ့အတွက်ကြောင့်မလို့အဲ့ဒါကြောင်းရတဲ့သဘောပါဟုတ်ပါတယ်တိုင်ရှင်းလက်ဆက်ဖို့ကလည်းအဓိကပါပဲအန်ယူကိုစားတယ်လို့ပဲရောင်းပါတယ်အစအစအရာအကုန်လုံးတန်တန်ရှင်းရှင်းအန်ယူညီမတွေဆိုလို့အများအားစားပါတယ်အဲတာမွေမြို့နယ်ကြက်ွက်တိရက်ွက် အဲနေဇောရာလန်တက်ကွတိရက်ကွနေဇောရာလန်ပေါ်မှာရှိပါတယ်နေဇောရာလန်နဲ့ဓမ္မစိန်နာလန်တောင်းမှာပါအဲဆိုင်ရဲ့ဆိုင်ခွင့်ချိန်တွေရောဆိုင်ခွင့်ချိန်ကနေ့လယ်၁၇နာရီကနေပြီးတော့ည၇နာရီလောက်အထိဖွင့်ပါတယ်အော်ရာတွေလည်းလက်ခံပါတယ်အော်ရာအများနဲ့လိုချင်တစ်ရက်လောက်ပဲကြိုပြောရပါတယ် ပွဲ90ပွဲ30ပွဲ90အဲ့လောက်ဆိုလို့ရှိရင်တော့တနာကြီးနှစ်နာရီလောက်ကြိုပြောရုံနဲ့ရပါတယ်အဲဖုန်းနံပါတ်လေးကတော့ဟိုဟာ9039 0036ပါ page လည်းရှိပါတယ် page မှာလည်းတင်ထားပေးပါတယ်အမိန်ဟောင်းမိတ်ဆက်များကိုကျမတို့ဆိုင်ကိုနှစ်ပေါင်းများစွာကလေးအားပေါ့နော်စင်ဆက်မပြအားပေးလာတဲ့မိတ်ဆွေတွေရောအခုမှစားဘူးတဲ့မိတ်ဆွေတွေရောမိန်ဟောင်းမိတ်ဆက်အားလုံးကိုဆက်ပြီးတော့အားပေးပါအောင်လို့ ိတ်ခေါ်ပါတယ်။ဟိုအန်ဒီတို့ပလာဇာမှာသွားပြီးတော့ဖူးကောက်မှာပေါ့။ဆိုင်ခွဲတော့ဖွင့်ပူးပါသေးတယ်။အဲအဲ့တော့ကနာမည်စဉ်းစားတာပေါ့။နာမည်လောက်ရမယ်။အန်ဒီတို့ဆိုင်အရင်တော့ကနာမည်မရှိဘူး။အဲနာမည်လောက်ရမယ်ဆိုတော့အန်ဒီဂျောရာလန်လာတဲ့အတွက်ကြောင့်ဒီဂျောရာလန်မှာအန်ဒီတို့ဆိုင်ရှိတဲ့အတွက်ကြောင့်မလို့ဒီဂျောရာဆိုပြီးတော့ပဲပေးလိုက်တယ်။ပြီးတော့ဟိုဖူးကောက်မှာမရောင်းဖြစ်တော့ဒီဆိုင်ဒီဆိုင်နဲ့ပဲပြန်ပေါင်းလိုက်တော့လေဒီဆိုင်ကိုဒီဂျောရာလိုပဲပြန်ပြီးတော့ပေးလိုက်တာပါပေးပြစ်သွားတာပါ